အားလုံးပဲမင်္ဂလာပါအနွားဟင်းရဲ့ Facebook နဲ့ YouTube Channel တွေကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတနားခွဲမှာတော့ကျွန်တော်တို့ရဲ့ချက်လာစွာသော Manchester United နဲ့ Lionel ရဲ့ Europa League Quarter Final ဒုတိယအကြော့ပွဲစဉ်လေးရှိပါတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့အရင်တစ်ပတ်ကသူတို့ရဲ့အိမ်ဝင်းမှာသွားကန်ရတဲ့ပထမအကြော်မှာကတော့တူတူဆိုတဲ့ရလနဲ့တရေကြထားတာဖြစ်တဲ့အတွက်ဒီကနေ့ညပွဲစဉ်မှာတော့နိုင်တဲ့အသင်းကတက်ပြီးရှုံးတဲ့အသင်းကထွက်ရမှာပဲ နော်အဲ့တော့လက်ရှိ Manchester United အနေနဲ့ဒီကနေ့ညမှာဘလောက်ကစားကွက်အနေနဲ့ခင်းကျင်းလာနိုင်လဲဆိုတော့လက်ရှိ Manchester United ရဲ့ဂိုးသမားဂိုးပေါက်ကိုတော့ BNA ကိုလည်း Amorin နဲ့နည်းနည်းလန့်သွားတဲ့ပုံစံရှိတယ်။အဲ့တော့ owner နာပဲပြောထပ်မယ်လို့ပြောပါတယ်။ဘုရားဒီဘက်ချမ်းမှာ Mazraoui ရှိပြီးတော့ Harry Maguire ကိုအရင်တစ်ပတ်ကအနားပေးထားတာဖြစ်တယ်လေဒီကနေ့ညမှာတော့ Harry Maguire အနေနဲ့ကြက်ခိုင်မှုအပြည့်အဝနဲ့ပဲ Alega Santa ဘက်မှာပဲ ပါဝင်လာမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်ပြီးတော့ဒီဘက်ချမ်းမှာယိုရိုအရင်တစ်ပတ်ကတော့လင်ဒီလော့ဖြစ်တဲ့အတွက်ခန်းစစ်ကြောင်းကနည်းနည်းလေးဟာကွက်ရှိတယ်ဆိုပေမဲ့ဒီကနေ့ကတော့ဟယ်ရီမက်ဂွိုင်းယားဖြစ်တဲ့ယိုရိုမာဇရာဝီအဒရက်ဆိုတဲ့ဖြစ်တဲ့အတွက်နည်းနည်းလေးတော့မျောလင်းလို့ရတယ် ပြီးတော့ဒီဘက်ချက်မှာလက်ရှိနေထားမှာတော့ဒေါခုဒါပေမဲ့လူရှောအနေနဲ့ပြန်လဲပါဝင်လာပြီဟိုတနေ့ကလည်းဆော့သွားတယ်ဆိုတဲ့နေထားမှာတော့လက်ရှိ less winger bass ဒါမှမဟုတ် less back အနေထားကိုလူရှောလို quality ရှိတဲ့ကစားသမားမျိုးပွဲအတွေ့အကြုံရင်းချက်တဲ့ကစားသမားမျိုးဒါပွဲထုတ်ဖို့အတွက်တော့ကျွန်တော်ကတော့ပို့ပြီးမျှော်လင့်နေဗျာအလေးမှာဆိုရင်လည်းမိုင်းနူးလည်းပြန်လာနေပြီလက်ရှိအနေထားမှာလည်းဥကာတေးရှိမယ် ပြီးတော့ Casper လို့ရှိမယ် Erisin Mason မောက်ရှိနေရဖြစ်တဲ့အတွက် Manchester United တွင်လည်းကလည်းအရန်ကြီးတော့ဆိုးရွားမနေဘူးအဲ့တော့အကောင်းဆုံးအတွဲဖန်နေနေရတော့ Casper Mason Mount နဲ့ Bruno Fernandes တွင်လည်းကတော့ပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်အနေနဲ့ထင်တာပဲတိုင်းစင်မှာကတော့လက်ရှိဇက်စီအနေနဲ့ယာတီကိုရီနာသွားပြီဖြစ်တဲ့တော့ဝိုင်လို့ပွဲထလာမယ်ဒီဘက်ချမ်းမှာခါနာရှူရှိနေမယ်ဆိုရင်တော့ Manchester United နေတဲ့တော်တော်လေးမှ perfect တော့ ဖြစ်တယ်ပြီးတော့ပြောလို့ရတယ်။ဟိုဘက်ကျွန်တော်ပေါ်တူဂီငစင်ကတကောင်တော့ပါလိရေ ပေါ့နော်။အဲ့တော့ Manchester United အနေနဲ့အဲ့ဒီ lose နေဆိုရေပြီးတော့လက်ရှိကံရမှာလည်းကျွန်တော်တို့ရဲ့အိမ်ဝင် Old Trafford ဖြစ်တဲ့အတွက်ဒါလက်ရှိ Lyon လို့အသင်းမျိုးကိုအိမ်ဝင်မှာ အနိုင်ကန်နိုင်မယ်လို့တော့မျော်လင့်လို့ရတယ်ဗျာ။ပြီးတော့ပေါကြီးကလည်းလက်ရှိ Manchester United အနေနဲ့တည်ရေပြား90ရှုံးပေးထားတယ်။ဒါကတော့ကြီးအမှန်ပဲ။ဂိုးပေါင်းကြီးက3လုံးတည်ရေ။ အဲ့တော့နှစ်သင်းပေါင်း3 9တရေဆိုတဲ့ကြီးကတော်တော်လေးတော့ပြင်းတယ်လို့ပြောလို့ရတယ်ဗျ။ဘာလို့ဆိုတော့ United ရဲ့အိမ်ကွင်းဖြစ်တယ်ပြီးတော့ Korea လည်းနည်းနည်းလေးရုန်းကန်နေရတယ်ဟိုဘက်ကလည်းတိတ်ပြီးအဆင်မပြေရနေတာမှာနှစ်သင်းပေါင်း2 1 3 1ဆိုတဲ့ရာလက်ထွက်ဖို့ကတော့ခဲရင်မယ်လို့ထင်တယ်ဗျ။ကျွန်တော်ကတော့ဒီလိုပွဲမျိုးက2 0 3 1 တူးစီးလောက်ဖြစ်ဖို့ပဲများပါတယ်ပြက်လဲနှစ်ကိုးပေါ့နော်အိမ်ဝင်လည်းဖြစ်ပြန်လက်ရှိ Harry Maguire ပြီးတော့ Lucio Yoro ပြီးတော့ Masra Video လည်းပြန်လဲပါဝင်နေမယ့်အနေထားမှာတော့ United အနေနဲ့ဒီကနေ့ညမှာတော့ပေးကိုးတွေအများကြီးခွင့်ပြုရမယ်လို့ကျွန်တော်အနေနဲ့တော့မထင်ဘူးဒါကိုးဘောက်ကဖလန်ဖြစ်တဲ့ Orana ကိုယုံလို့မဟုတ်ဘူးဒါပြန်လာမယ့်ပေါ့နော် Lucio ရဲ့အလဲမှာရှိနေခဲ့တဲ့ Casemiro Ugarte ပြီးတော့ Mason Mount ပေါ့နော်ထွက်လာနိုင်တဲ့အနေထားကတော့ Casemiro Mason Mount Bruno Fernandes အဲ့ဒီ၃ယောက်ရဲ့ဂွင်းတွေကလည်းတော်တော်လေးမှတော်တော်လေး strong လို့မျိုး ကိုရီးယားအဓိကကစားလုံးအဖြစ်တဲ့လိုရှော့ပြန်လဲပါဝင်လာမယ်ဆိုရင်တော့လိုင်ယွန်ရဲ့ခံစစ်ကိုအများကြီးဘယ်လိုပြောမလဲတားဆီးဖို့အတွက်ခက်ခဲနေမယ်လို့တော့မထင်ဘူးပြီးတော့တိုက်စစ်အနေထားမှာလည်းမေဆင်မောင်းနဲ့ဘရူနိုဖာနက်တဲ့နှစ်ယောက်သာလိုအပ်ရှိမယ်ဆိုရင်တော့ကနာချုံနဲ့ဝိုက်တွန်းနဲ့ကတော့အဲ့ကောင်ညောကလည်းဂျိုးကြီးကြီးတော့မှမကြီးကြီးမရဲတဲ့အနေထားလောက်ကြီးဆိုတော့ဘာပဲပြောပြောပါမန်ချက်စတာယူနိုက်တက်နေလက်ရှိဒီကရင်းညမှာလိုင်ယွန်နဲ့ကန်ရမယ် နိုင်ခဲ့မယ်ဆိုရင်တော့ semi final နဲ့တွေ့မယ်ဗျာ semi final နဲ့တက်မယ် semi final မှာကတော့ဟိုဘက်မှာတက်လာခဲ့တဲ့အသင်းတွေတသေးသေးနဲ့အခန့်ကစားရမယ်ပြီးရင်အဝေးဝင်သွားကြရမယ်ပြီးရင် final တက်မယ်ဆိုတော့ဒီပွဲရဲ့နောက်ထပ်အုံးဘွေပေါ့နော်ပြောမယ်ဆိုရင်တော့ဒါဒုတိယမြောက် final လို့ပဲပြောရမှာပါပဲအရင်တစ်ပတ်ကတော့ပထမ final မှာတော့ကိုရီးယားနဲ့နိုင်ကိုနိုင်ခဲ့တဲ့အနေထားပါ1 2ဆိုတဲ့ရလက်မှာပွဲပြီးကနေ့ကျမှတူးတူးပြန်ဖြစ်တယ်ဒီကနေ့ကတော့လက်ရှိတာအိမ်ဝင်းမှာဖြစ်တယ်ပြီးတော့အဝေးဝင်းမှာလည်းကိုရီးယားနဲ့ဂိုးကွာချာချက်ကလည်းဘာမှမရှိခဲ့ဘူးဆိုတော့အဝေးဝင်းပွဲစဉ်အတွက်က ထည့်မတော်လို့ရရပေါ့နော်။အားဆိုကျွန်တော်တို့ away queen away go senior ဆိုတဲ့ဟာမရှိတော့ဘူး။ away queen မှာကိုရီးယားထပ်ကိုနဲ့နိုင်တာလေ။အိမ်ကွင်းမှာတရေကြရင်ကိုရီးယားပြန်ပြီးတော့ away queen နဲ့တက်တယ်ဆိုတဲ့အရင်ရင်ကစနစ်ဟောင်းကမရှိတော့ဖြစ်တဲ့အတွက်လက်ရှိပြီးခဲ့တဲ့ပွဲကပထမအကြော်ရလက်ကတရေကြတာဖြစ်တဲ့အတွက်မိတ်လိုက်လို့ရပြီ။ဒီနေ့ဒီပွဲစဉ်မှာနိုင်ရင်တက်မယ်။ရှုံးရင်ပြုတ်မယ်။ ဒါပဲလက်ရှိ Manchester United အနေနဲ့လည်း Premier League မှာလည်းဘာမှအဆင့်ကလည်းလောလောလာမြှော်နှိမ့်စရာမရှိတော့ဘူးပြီးတော့ FA Cup Crabon တို့ကလည်းထွက်ထားပြီးဖြစ်တဲ့အတွက် Manchester United ရဲ့ဥရောပဝင်ခွင့်နောက်ဆုံးစံကြီးစံမြင်လေးတက်မြင်ရဒီနေ့ကံပဲပွဲစင်ပါပဲအဲ့တော့ Amorin အနေနဲ့92ပဲကြောင်လာမလားတကယ်ပဲမေးပါလဲငါပါလဲမေးဖို့အတွက်ခုနကျွန်တော်ပြောသူမျိုး Lucio တို့အလဲမမေးစင်မောက် Bruno Fernandes Casemiro တို့အတွဲအိနေပဲထွက်လာမလားဒါမှမဟုတ်ရင် ဒေါခုတို့အဲမိုင်နိုးတို့နဲ့ပဲအလဲမှာပေါ့နော်တူကြီးယော်ကြီးလေးပဲထွက်လာမလားဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာပဲသူကတော့သူနောက်ရသူကြမှာအကောင်းဆုံးလုံးမယ်လို့ကြံတော်ညာလေးပဲဘလို့ပဲကြံညာမှာအမှန်တိုင်းပြောရရင်တော့လက်ရှိကိုယ့်ရဲ့လက်ထဲမှာရှိနေခဲ့တဲ့ဒီနေ့အခွင့်အရေးကအကောင်းဆုံးပဲလို့ယူဆတာပဲဟာနောက်ရသူကြမှာပဲလူတွေဖြစ်ပြီးတော့ပြင်မယ်ဟာနောက်ရသူမှာပဲဟိုနေရာဖြစ်ဒီနေရာဖြစ်ပြီးကစားကွက်ကြီးကောင်းလာပြီးတော့မှလုံးမယ်ဆိုတဲ့အရာတက်လက်ရှိမှာဗျာကျွန်တော်ကြံနေတာ Ranger ကြံမယ်ပြီးတော့ ပြီးပါဦးကြံမယ်စပားကြံမယ်ဖရိုင်းဘက်ကြံမယ်လက်ရှိမန်ချက်စတာယူနိုက်တက်ကြံမယ်နောက်ထပ်ဒီဘက်ချမ်းမှာရှိနေတဲ့မန်ချက်စတာယူနိုက်တက်နဲ့ကံမဲ့လိုင်းရောကြံမယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ပြောပလောက်အောင် ကြက်တဲ့အသင်းတွေပြောပလောက်အောင်ကြီးကျယ်တဲ့အသင်းတွေမရှိတော့တဲ့အနေအထားမှာမန်ချက်စတာယူနိုက်တက်အနေနဲ့နောက်ထပ်၄ဘွဲလောက်ကံယုံနဲ့ဒါဒီနေ့ဘွဲရဲ့နော် ဒီပွဲရဲ့နောက်ထပ်ရှိနေခဲ့တဲ့ပွဲကျွန်တော်တို့နောက်ထပ်ဒီ semi final နှစ်ပွဲရဲ့ပြီးတော့ final တစ်ပွဲဆိုတော့၄ပွဲလောက်ကံယူနေတဲ့ဖလားတစ်လုံးလောက်ရလာမယ့်အနေထားမှာ Manchester United နဲ့ PPCC လေးတော့ကန်စီချင်းနဲ့ဗျာလက်ရှိ United နဲ့ Lyon တွေ့မယ်ဟိုဘက်က Ranger နဲ့ Bilbao တွေ့မယ်9နဲ့2တင်းနေနဲ့ဟိုဘက်ကပေါ့နော် Bilbao တက်ရင်ကိုယ်ရင်းနဲ့တွေ့မယ် Bilbao နဲ့ကိုယ်နဲ့ semi final ကံရမယ်ပြီးဟိုဘက်မှာ Spa ရဲ့ Freiburg ရဲ့ Bodo Glimt နဲ့ Lazio နဲ့တွေ့မယ်အဲ့တော့အဲ့ဒီကနိုင်သွားတဲ့အသင်းနဲ့ final ကြရင်ပြတ်တက်မယ်ဒါပဲ အဲ့တော့ Manchester United နဲ့ဒီကနေ့ညမှာနိုင်အောင်ကနောက်တစ်ပတ်ကျရင် Ranger ကန်ရင်ကန်ဒါမှမဟုတ်ရင်ကျွန်တော် Bilbao နှစ်သင်းနဲ့တစ်သင်းနဲ့ကန်ပြီ Bilbao ပဲထားပါတော့နော် Bilbao နဲ့ကန်ပြီပြီးရင် Bilbao ကိုနိုင်သွားခဲ့ပြီပြီဆိုရင် final မှာဟိုဘက်ကတက်လာတဲ့ Spa ကိုပဲဖြစ်ဖြစ် Lazio ကိုပဲဖြစ်ဖြစ် Frankfurt ပဲဖြစ်ဖြစ် Bodo Glimt ပဲဖြစ်ဖြစ်ဘယ်သင်းပဲဖြစ်ဖြစ် final မှာကွာအားကုန်ထုတ်ပြီးတော့လူလဲပြန်ပြီးတော့စုံစမ်းလောက်ဖြစ်နေတဲ့အနေထားမှာ မေ27မှာ final ပွဲစီရင်ခံရမှာဆိုတော့9လပိုင်း27ဆိုရင်ရာသီကလည်းကုန်တော့မှာဖြစ်တဲ့အတွက်ကစားသမားကလည်းစုံနေပြီပြောမယ်ဆိုအာမတ်တို့လည်းပြန်လာပြီဗျလီဆန်ရိုမာတီနက်လို့တည်းပြန်လာခြင်းပြန်လာနေပြီဒီလစ်တို့ဘာလို့လဲပြန်မနာဘူးဆိုရင်တော့ပြန်ပါလောက်တဲ့အနေထားမှာတော့အဲ့ဒီ final တဲ့ညှော်လင်းတော့ညှော်လင်းကြည့်ချင်တယ်ဗျာနော်ဒီကနေ့ညလေးပဲဘာပဲပြောရှိတဲ့လူစင်းနဲ့အားကုန်ထုတ်ပြီးတော့ကန်လိုက်ပြီးရင်ကျွန်တော်တို့ညီနဲ့9လပိုင်း10ရက်နေကြရင်အဲ9လပိုင်း10ရက်နေကြရင်ခုနပြီးပါအောင်နဲ့တွေ့မယ်ပြီးပါအောင်နဲ့တွေ့ပြီး9လပိုင်း10ရက်နေကြရင် ါနောက်ထပ်ကျွန်တော်တို့ဒုတိယကြော်ထပ်တွေ့မယ်ပေါ့နော်ဒုတိယကြော်တွေ့မယ်ပြီးဒါပဲငါးလပိုင်း၈ရက်နေကြတွေ့ပြီး21ရက်နေကြဖိုင်နယ်ကံအတော့ဖလာတလောဥရောပဝင်ခွင့်တနေရနော်အတော့အဲ့ဒီအရာတွေအကုန်လုံးကဒီကနေ့ညမှာတတ်ဆိုင်နေတာပဲဖြစ်တဲ့အတွက် Manchester United ကိုချစ်တဲ့ Manchester United ကိုအားပေးတယ်ဆိုတဲ့သူတွေအကုန်လုံးကဘောလုံးဝဲကိုကျွန်တော်ရှိမှာပဲជីကြီးစကိုင်းနကပဲជីကြီးတခြားတခြားဘယ်နေရာတွေကပဲជីကြီးជីကျင်တဲ့နေရာတွေជីပါ Manchester United ပြိသက်ဆိုရင်တော့ဒီကနေ့ညမှာ Manchester United ပွဲကိုကြီးဖို့အတွက်ကျွန်တော်အနေနဲ့တော့တောင်းဆိုချင်ပါတယ်เนาะကိုရရဲ့ဟိုဒီသကြံအကြိုနေ့ရပါဘောเนาะအကြိုနေ့မှာတော့ငါတို့ရဲ့မိပြကြီးအမော်ရီနေနဲ့ surprise တိုက်ပြီး hey လို့ပြောလိုက်တာတကယ်လည်း surprise တိုက်သွားပါတယ်41နဲ့အော်ဒီနေ့ကတော့ Nissan တရက်နေ့ညဖြစ်တဲ့အတွက် Nissan တရက်မှာတော့ငါတို့ရဲ့မိပြကြီးနေနဲ့ဘလို့ဘလို့အသစ်တင်နေပေါ့เนาะနှင်းဟောင်းဟာအညစ်ကြေးတွေဆုံးပြစ်ပြီးတော့ပဲနှစ်တက်ပဲကူးသွားမလားဒါမှမဟုတ်ပဲအင်္ဂလိပ်ပြက်ကြရင်အရာပဲ ဒီချီစွမ်းဒီပုံစံလေးပဲဆက်သွားမလားဆိုတော့ဒီကနေ့ညတနင်္လာကျရင်အားလုံးပဲပြန်လေးဆုံးဖြတ်ကြပါမယ်စီပါ